်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးလေဗရန်မြို့နယ်တရချောင်းရွာကိုစစ်ကြောင်းထိုးလာသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား20သေဆုံးပြီး12ဦးအရှင်မိကလက်နက်19လက်သိန်းစီရရှိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းလက်ပရန်မျိုးနဲ့တရချောင်းရွာကိုစစ်ကြောင်းထိုးလာသည့်အစံဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား20ဦးသေဆုံးပြီး12ဦးအရှိမီကလက်နက်19လက်သိမ်းဆည်းရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွင် ပါဝင်နေသည့်ပြည်သူ့ကာကွယ်တပ်မတော်တရင်ရှင်မြစ်ကပြောဆိုပါသည် အော်တိုဘန်လ15ရက်မွန်လွေပိုင်းလက်ပတန်းမြို့နယ်တရချောင်းရွာကိုစစ်ကြောင်းထိုးလာသည့်ဂျမ်းဖက်စစ်တပ်ကိုဒေါ်လာရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်ဂျမ်းဖက်စစ်တပ်ဘက်မှ20ဦးသေဆုံးက12ဦးအရှင်ဖမ်းမိခဲ့ပြီးလက်နက်မျိုးစုံ16လက်တင်းစီရရှိခဲ့ခြင်းဖြစ်ပါသည်။ တရချောင်းကိုစစ်ကြောင်းထိုးမိရှို့ပေါ်လာတဲ့စစ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်သား20လောက်သေပြီး12ယောက်ရှင်ဖမ်းမိထားပါတယ်လက်နက်စကူလက်လည်းတင်းစီရရှိတယ်ဟုဒေတာရင်းဒေါ်လန်ရေးတရင်ရှင်မြက်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတရင်383ညနဲ့တက်ခွဲနဲ့တက်ခွဲ3တက်ခွဲ6ရွှေတန်းမြေကလုံးတက်ခွဲနဲ့တရင်3တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်စဉ်သေစိတ်ကိုတရင်ဝင်ထုတ်ပြန်ပြီးဖြစ်ကြောင်းသိရပါဗျာ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ပကုတ်ကူတွင်ရိတ်ခါယူစစ်တဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား6ဦးသေဆုံးပြီးတနက်နှစ်လက်သိမ်းဆည်းရရှိတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်တွင် ရိတ်ခါယူပြီးပြန်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးတနက်နက်လက်သိမ်းဆီးရရှိခဲ့ကြောင်းစောတန်းရေစကြိုပီရီရဲ့တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားပါရယ်ဂျမန်နေ့အော်တိုဘာ15ရက်မွန်းလွဲ့တန20မိနစ်ချိန်ပခုတ်ကူမြို့နယ်မြောင်လူကန်ရွာစစ်တပ်အထိုင်စခန်းမှစစ်သား20ခန်းကပခုတ်ကူလေရင်ကွင်းမှရိတ်ခါယူပြန်လာစဉ်တိတုကာကွယ်တပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲများ 15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းရင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်သား6ဦးသေဆုံးပြီး MA ဝဲအမျိုးသားတနတ်တလက် MAG ပေါက်3ပေါက်ကြီတောင်း90 B94 အမျိုးသားတနတ်တလက်ကြီပေါက်2ပေါက်ကြီ45တောင်းတို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည် ရင်းတိုက်ပွဲတွင်လေရင်ကွင်းတွင်မှစစ်သားများက Wi-Fi လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးခဲ့သည့်အပြင်မြောက်လူကန်ကျေးရွာမှစစ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။မြောက်လူကန်နှင့်လေရင်ကွင်းအရှိဘက်နောက်ဘက်ကြားထဲမှမီတာ600လောက်ပဲဝေးတာရိုက်ခါယူပြီးပြန်လာတဲ့ချိန်တိုက်ခဲ့တာကျွန်တော်တို့စစ်သားတွေလေရင်ကွင်းထဲကိုပြန်ဝင်ပြေးသွားတာ၊ကျန်တဲ့စစ်သားတွေကလေရင်ကွင်းထဲကိုပြန်ဝင်ပြေးသွားတာ၊လေရင်ကွင်းကနေမီတာ300၊မြောက်လူကန်ကမီတာ300ဒီကြားထဲမှာအလုံးလုတ်ခဲ့ရတာ ကိုနဲ့ပြစ်တဲ့စစ်သားတွေကသေးတဲ့ကောင်သေးတယ်ပြေးတဲ့ကောင်ပြေးတယ်လေရင်ကွင်းကလော်လိုက်မြောင်လူကန်ကထုလိုက်နေလေရင်ကွင်းကဆိုရင် point fight တင်နေပါထူတာချန်နဲ့အလောင်းတွေနဲ့အလက်တွေကမြင်သာမြင်နေရတာတက်ကောက်လို့မရခဲ့ဘူးဟုစောတန်းရေစကြိုး period တက်ဖွဲ့တာဝန်ခံကိုအောင်မောင်ကပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုစောတန်းရေစကြိုးတပ်ပေါင်းစုကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးဘော်တို့လက်ပြင်ကြီးဖောက်ဝင်တန်းရအသက်မဆိုးရင်ရရရှိခဲ့ကြောင်းသိရှိရပါတယ် ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေး Foreign 2000 Conference ကတောင်းဆိုတဲ့တင်ဆက်ပေးပါမယ်။ချက်သမရနိုင်ငံ ရမျိုးမှာကျင်းပတဲ့29ကြိမ်မြောက် Foreign 2000 Conference ကမြန်မာနိုင်ငံရှိခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်တရားဝင်တောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံရှိဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများအားလုံးချင်းချင်းမရှိချက်ချင်းလွတ်မြောက်ရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအိန္ဒိယ၊တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ဩစတြေးလျ American ပြည်ထောင်စုကနေဒါ၊ဗြိတိန်နဲ့ဥရောပသမဂ္ဂတို့မှနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်၎င်းတို့၏ဩဇာအာဏာကိုအသုံး ံးပြုကြရန်ကျွန်ုပ်တို့အပြည့်ပြည့်ဆိုင်ရာဒီမိုကရေစီပြန်လည်ထူထောင်ရေးညွန့်ပေါင်းအဖွဲ့ ICDR အဖွဲ့ဝင်များနဲ့29ချိန်မြောက် Foreign 2000 Conference တက်ရောက်သူများကတောင်းဆိုပါသည်ဟုဖော်ပြထားပါသည် ဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးနဲ့ဒုမအောင်ပြုမှုဆက်ဆံပုံနဲ့ပတ်သက်ပြီးစိုးရိမ်မှုအသက်80ရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့မြမဒီမိုကရေစီနိလန်းအရာရွေးကောက်တင်မြောက်ခံရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်သည်2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းချိန်မှစ၍မတရားအဆက်အသွယ်ဖြင့်ချုပ်နှောင်ခံထားရပါသည် ဒေါအောင်ဆန်းစုကြည်သည်နေပြည်တော်တွင်တည်ထက်တိဆောက်ထားသောအကျဉ်းထောင်တစ်ခုတွင်အလွန်တင်းကျပ်သောအခြေအနေအောင်၌ထိမ့်သိမ်းခံထားရပြီးဥပဒေဆိုင်ရာအခွင့်အရေးများအနည်းငယ်သာရရှိထားကာမိသားစုနှင့်လုံဝဆက်သွယ်ခွင့်မရှိပေသူမ၏နှလုံးရောဂါမှပိုဆိုးလာပြီးနှလုံးထူးကုဆရာဝန်နှင့်ပြသခွင့်ပေးရန်တောင်းဆိုထားကာလုံလောက်သောစိတ်ကူတာမှုတင်းတင်းမြတာတဲ့အာဟာရတန်နှင့်နေအောင်ကြီးတို့ကိုကောင်းကောင်းမရရှိပေတားဖြစ်သူကင်အရစ်ဟာ နှစ်နှစ်ကျော်အတွင်းသူမထံမှစာတစောင်သာလက်ခံရရှိခဲ့ပြီးမကြာသေးမီကအချင်းထောင်ထိခိုက်ပျက်စီးခဲ့သည့်ငလင်တန်းကြောင့်သူမထိခိုက်ဒဏ်ရာရရှိခဲ့မည်ကိုစိုးရိမ်နေသည်ဟုဆိုပါရယ်။ထို့ပြင်ဒေါအောင်ဆန်းစုကြည်ဟာအကန့်အသတ်မရှိစေကူသားမှုခံယူခွင့်တားဖြစ်သူလာရောက်တွေ့ဆုံခွင့်နဲ့နောက်ဆုံးချင်းချက်မရှိလွတ်ပေးရန်လဲတောင်းဆိုထားပါရယ်။ဒေါအောင်ဆန်းစုကြည်အတိဒုက္ခသည့် နိုင်ငံသူနိုင်ငံသားများ၏ဆင်းရဲဒုက္ခများကိုထင်ဟပြသနေပါသည်။2021အနာသိမ်းမှုမှစ၍မြန်မာနိုင်ငံသည်၎င်း၏စစ်တပ်ကိုယ်တိုင်ပြည်သူလူထုပေါ်ဆင်နွှဲသောအကြမ်းဖက်စစ်ပွဲတွေခြောက်ရောက်နေခဲ့သည်ဟုဆိုပါသည်။အရက်သားများ၏နေအိမ်များ၊ကျောင်းများနှင့်ရွာများပုံကျဲတိုက်ခိုက်ခံနေရပါသည်။ဖြစ်ရပ်တစ်ခုတွင်ကျောင်းတစ်ကျောင်းအားလေယာဉ်များဖြင့်ဘုံအကြီးစားများကျေချခဲ့ပြီးအိပ်ပျော်နေသောကလေးများသေဆုံးခဲ့ပါသည်။ထို့သောသောရက်ဆက်ကြမ်းကြုတ်မှုများသည်တစ်ချိန်တစ်ခါသာဖြစ်ပွားခြင်းမဟုတ်ဘဲလူထောင်ပေါင်းများစွာသေ ဆုံးခြင်းတန်ရာရခြင်းနေရဆုံးခွာရခြင်းတို့ကိုဖြစ်ပေါ်စေသောတမင်တသက်အကျန်းဖက်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟုထုတ်ပြန်ချက်ကဆိုပါသည်စစ်ကောမရှင်သည်အကျန်းဖက်မှုကိုတိုက်ဖြတ်နေသည်ဟုဆိုတော်လဲအမှန်တကယ်တွင်အရသားများပေါ်စစ်ပွဲဆင်နွှဲနေခြင်းဖြစ်ပါသည်၄ချောင်းတိုက်ခိုက်မှုများ လက်တန်းတက်ဖြတ်မှုများစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများနိုင်ပိုင်းဆိုင်ရာကျန်းဖက်မှုများနဲ့ရက်ရွာတစ်ခုလုံးကိုဖျက်ဆီးမှုများသည်ပုံမှန်ဖြစ်လာခဲ့ပါသည်စစ်ကောင်မရှင်သည်တဘာဝဘေးရန်ရဲများပြီးမှပင်လူသားချင်းစာနာထောက်ထားမှုကူညီများကိုပိတ်ပင်ထားသဖြင့်စာလောင်မသိမှုနှင့်ဆင်းရဲဒုက္ခများကိုပုံမှုဆုံးရစေပြီးလူသားမောင်းများစွာသည်၎င်းတို့၏နေအိမ်များမှထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Foreign 2000ညီလာခံ၏ထုတ်ပြန်ချက်တွင်ရေးသားထားပါသည် ထုံရများသည့်ကမ္ဘာနိုင်ငံများမြင့်တွင်နေရသည့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှုများဖြစ်ပြီးပြစ်ဒဏ်မှကင်းလွန်နေပါသည်မြန်မာနိုင်ငံသည်ဒီမိုကရေစီနှင့်လူခွင့်ရေးများကမ္ဘာတဝန်တိုက်ခိုက်ခံရမှုအခြေအနေကိုပြသနေသည့်နမူနာပုံစံဖြစ်ပြီးအင်အားကြီးနိုင်ငံများ၏နှုတ်ဆက်မှုသို့မဟုတ်အလျှော့ပေးမှုတို့ကြောင့်ကန်ဆိုးမှုမှောင်ကျမှုမှာပိုဆုံးလာသည်ဟုဆိုပါသည်စစ်ကော်မရှင်တရားမဝင်မှု မြန်မာပြည်သူလူထုသည်2020ထွေထွေရွေးကောက်ပွဲတွင်ဒေါင်ဆန်းစုကြည် NLD ပါတီအားအပြတ်အသတ်ထောက်ခံခဲ့ပါသည်စစ်တပ်သည်လွတ်တော်ကျင်းပမှုကိုတားဆီးရန်အာဏာသိမ်းခဲ့ပြီး၎င်း၏အုပ်ချုပ်မှုကိုခိုင်မာစေမည်အထူးရောင်ရွေးကောက်ပွဲများကိုကျင်းပမည်ဟုကြေညာခြင်းဖြင့်တရားမဝင်မှုကိုဖုံးကွယ်ရန်စ조사နေပါသည်စစ်ဗိုလ်ချုပ်များသည်ပြည်သူအများ၏ထောက်ခံမှုကိုပေးသောအခါမှမရောရှိခဲ့ပြီး၎င်းတို့အုပ်ချုပ်မှုသည်တရားဝင်ခြင်းမရှိပေမြန်မာပြည်သူလူထုသည်ကြီးမားသောအကျိုးဆက်များကိုရင်ဆိုင်ရင် က်လက်တိုက်ပွဲဝင်နေကနိုင်ငံရေးအကျဉ်းသား2900ကျော်ရှိပြီးတိစုံသူ1000နီးပါးနေရဆွန့်ခွာသူ၄သိန်းကျော်အရေးပေါ်ကူညီလိုအပ်သူတန်း20ခန်းရှိပါတယ်တော်ဆန်းစုကြည်သည်1989ခုနှစ်မှစ၍ယခုချိန်ထိဆိုလျင်စုစုပေါင်း16နှစ်ကြာထိမ့်သိမ်းခံထားရပါသည်။ဒီမှာသည်မြမဒီမိုကရေစီရုံးကဲမှု၏တင်ကြေတာတစ်ခုသာမကဖိုရမ်2000တည်ထောင်သူချက်သမရာဟောင်း ဘာဆလတ်ဟာဗယ်ရဲ့ယင်းဤသောမိတ်ဆွေတို့ဖြစ်သလိုနိုင်ငံတကာအကြံပေးဘုတ်ဖွဲ့ရဲ့အဖွဲ့ဝင်တို့လည်းဖြစ်ပါတယ်ဒီမိုကရေစီအတွက်သူမ၏တသက်တာဂရိကဝတ်ပြုမှုဟာယခုစုဝေးပွဲရဲ့အခြေခံမှုများနဲ့ထပ်တူကြပါတယ်ဒါဖြစ်သူကင်အဲရစ်ဟာဒေါအောင်ဆန်းစုကြည်အားလွတ်ပေးရင်းနဲ့မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြန်လည်အသက်သွင်းရေးအတွက်အရေးတကြီးတောင်းဆိုခဲ့ပါတယ်ကင်မြက်တောင်းဆိုချက်ဟာလင်းလူရှုရေးမဖြစ်နိုင်သောတန်းပေါင်းများစွာသောပြည်သူများ၏တောင်းဆိုချက်ပင် ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ် ကျွန်ုပ်တို့၏တောင်းဆိုချက်အာဆီယံအိန္ဒိယတရုတ်ဂျပန်တောင်ကိုရီးယားအော်စတြေးလျအမေရိကန်ပြည်ထောင်စု ကနေဒါပြည်ထိုင်နှင့်ဥရောပသမဂ္ဂတို့အနေဖြင့် ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံအကျဉ်းသားများအားလုံးချက်ချင်းလွတ်ပေးရေးစစ်ကောမရှင်ကိုဖိအားပေးရန်မလွတ်ပေးမီတွင်သူမအကန့်အသတ်မရှိစေကူသားမှုခံယူခွင့်နှင့်တားဖြစ်သူကင်အရစ်နှင့်တွေ့ခွင့်ပေးရန်စစ်ကောမရှင်၏အထူးရောင်ရွေးကောက်ပွဲများကိုအတိမတ်မပြုဘဲ၎င်းတို့၏ရင်းဆက်ကြမ်းကြုတ်သောအကြမ်းဖက်လှုပ်ရှားမှုကိုဆုံးသက်ရေးနှင့်မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒကိုလေးစားရေးစစ်ကောမရှင်ကိုနိုင်ငံတကာအတိုင်းအဝန်မှစူပေါင်းဖိအားပေးမှုမြင့်တင်ရန်ကျွန်ုပ်တို့တောင်းဆိုပါသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြ ထားပါတယ်။ မြန်မာပြည်သူလူထုသည်ဒီမိုကရေစီကိုအခုခံကာကွယ်ရန်နှင့်ဖက်ဒရယ်စနစ်ရရှိရန်အရာအလုံးကိုစွန့်စားလှုံ့ဆော်နေကြပါသည်၎င်းတို့သည်နိုင်စဉ်ရဆက်ကြမ်းကြုတ်မှုများလူသားမျိုးနွယ်ပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်အတိုင်းအတာကြီးမားသောလူသားချင်းစာနာထောက်ထားမှုချက်တဲများကိုရင်ဆိုင်နေရသည်ဟုဆိုပါသည်မြန်မာနိုင်ငံ၏အိမ်နီးချင်းများအာရှနှင့်ဒီမိုကရေစီကမ္ဘာဒီမိုကရေစီနိုင်ငံများနှင့်နိုင်ငံတကာအတိုင်းဝိုင်းသည်ဆက်ပြီးလှုံ့ဆော်နေ၍မဖြစ်ပေဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံ၏အချင်းသားများအလုံးကိုချက်ချင်း ်းလွတ်ပေးရမည်ဖြစ်ကြောင်းနဲ့မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒနှင့်ဆန္ဒကိုလေးစားရမည်ဖြစ်ကြောင်း Foreign 2000 Conference တောင်းဆိုချက်မှာဖော်ပြထားကြောင်းသိရှိရပါသည်။